ခုကျန်ပါကတော့ထွံ့မြောက်ရာချမ်းခန်းချင်း29ဖြစ်ပါတယ်။ခန်းကြီး29အငယ်1မှ9သူတို့ဒီငါရှိ၌ယေဘရဟိအမှုကိုဆောင်ရွက်မိအကြောင်းအဘယ်သို့တန်ရှင်းစေရမည်ဤဟုမူကားအပြစ်မပါသောနွားတငယ်အထီးနှင့်တိုးနှကောင်တို့ကို၎င်းတဆေးမပါသောဂျုံမှုတဆေးမပါဘဲစီနှင့်လုတ်သောဂျုံမှုပြတဆေးမပါဘဲစီနှင့်လူသော ချုံမုတ်ကျွတ်တို့ကို၎င်းယူရမည်ထိုမုတ်များကို တောင်းတလုံးထဲ၌ထည့်ပြီးမှနွား၎င်းသိုး၎င်းနှင့်တကွဆောင်ခဲ့ရမည်အာယုံနှင့်သူ၏သားတို့ကိုပရိသတ်စည်းဝေးရာတကားနာတို့ခေါ်ခဲ့၍ရေချိုးရမည်အဝတ်တစားများကိုယူ၍အင်ကြီးဝတ်လုံးတင်တိုင်းရင်ဖုံးနှင့်အာယုံကိုဝတ်စေ၍ထူးဆန်းသောတင်တိုင်းရင်စည်းနှင့်စည်းရမည်သူ၏ခေါင်းပေါ်မှာ ဘောင်းကိုတင်၍ဘောင်း၌တန်ရှင်းသောတင်းချစ်ကိုတက်ရမည်ထိုအခါလိမ့်စီယာစီကိုယူ၍သူ၏ခေါင်းပေါ်၌လောင်းသဖြင့်သူကိုလိမ့်ရမည်သူ၏သားတို့ကိုလည်းခေါ်ခဲ့၍အင်းကြီးဝတ်စီရမည်ကပန်းကိုလည်းစီး၍အုတ်ထုပ်ကိုလည်းဆောင်းစီပြည်လင်သူတို့သည်ထာဝရပြည့်ရတော်အတိုင်းယေပရဟိတ်အရာကိုဆံရမည်ထိုသောအာယုန်နှင့်သူ၏သားတို့ကိုယေပရဟိတ်အရာ၌ ခံထားရမည်အငယ်တဆေမဆက်ရှိထို့နောက်နွားထီးဒီကောင်ကို ပရိသတ်စည်းဝေးရာတဲတော်ရှိသို့ဆောင်ခဲ့၍အာယုန်နှင့်သူ၏သားတို့သည်မိမိတို့လက်ကို နွားကောင်းပေါ်မှတင်ရကြမည်ပရိသတ်စည်းဝေးရာတဲတော်တကားနာမှာသာဝရဖျားရှိတော်၌ထိုနွားကိုသတ်ရမည်အသွေးကိုယူ၍ရစ်ပလင်ဥโจတို့၌လက်ညှိုးနှင့်ထည့်ပြီးမှ ကျွင်းသောအသွေးကိုရစ်ပလင်ခြေရင်း၌တွန်ရမည်အူကိုဖုံးသောစီဥရှိသည်မြအသေးပေါ်၌ရှိသောအမြေကြောက်ကတ်နှခုနှင့်ကြောက်ကတ်စီဥကိုယူ၍ရစ်ပလင်ပေါ်မှမီးရှို့ရမည်နွား၏အသားအေးချင်းနုကိုကတက်ပြင်မှမီးရှို့ရမည်အပြစ်ဖြေရာရစ်ဖြစ်၏တိုးထီးတကောင်ကိုလည်းယူ၍အာယုန်နှင့်သူ၏သားတို့သည် မိမိတို့လက်ကိုတိုးကောင်းပေါ်မှာတင်ရမည်ထိုတိုးကိုတတ်ပြီးလျှင်အသွေးကိုယူ၍ရစ်ပလင်အပေါ်နားပတ်လည်၌ဖြန်းရမည်တိုးကိုလည်းအပိုင်းပိုင်းဖြတ်၍ဝန်းထဲ၌ရှိသောအရာနှင့်ခြေတို့ကိုစေးကြောပြီးလျှင်ခေါင်းနှင့်တတ်တဲ့များကိုဆုထား၍တိုးတကောင်လုံးကိုရစ်ပလင်ပေါ်မှာမီးရှို့ရမည်ဒါဝရဖျားအားမီးရှို့သောရစ်ဖြစ်၏ဒါဝရဖျားအားမီးဖြစ်ဆက်ကပ်၍မှုေးကြိမ်သော ပူဇော်တကံဖြစ်၏အငယ်၁၉မှ28အခြားသောတိုးကိုလည်းယူ၍အာယုနှင့် သူ၏သားတို့သည်မိမိတို့ လက်ကိုတိုးကောင်းပေါ်မှတင်ရမည်ထိုတိုးကိုတပ်ပြီးလင်အသွေးကိုယူ၍အာယုလက်ရနှပြင်း၌၎င်းသူဤသားတို့ဤလက်ရနှပြင်း၌၎င်းသူတို့ဤလက်ရလက်မ၌၎င်း လက်ရခြေမနဲ့၎င်းထည့်၍ရစ်ပလင်အပေါ်ပတ်လည်၌ဖြန်းရမည်ရစ်ပလင်ပေါ်မှရှိသောအသွေးနှင့်လိမ့်စရာစီကိုယူ၍အာယုန်နှင့်သူ၏အဝတ်၌၎င်းသူ၏သားတို့နှင့်သူတို့အဝတ်၌၎င်းဖြန်းသည်ဖြင့်အာယုန်မှဆောက်၍သားများအဝတ်များတို့သည်တန့်ရှင်းကြလိမ့်မည်ထိုတိုးသည် အရာ၌ခံထားရတိုးဖြစ်သောကြောင့်စီဥအမီအူကိုဖုံးသောစီဥ အသေးပေါ်၌ရှိသောအမေကြောက်ကန့်ခုနှင့်ကြောက်ကတ်ကိုဖုံးသောစီဥလက်ရပခုံးဒါရဖျားရှိတော်၌ထားသောတဆင်းမဲ့မှုတောင်းတဲ့ကမှုတလုံးစီနှင့်လုတ်သော မုတ်ပြားတပြားမုတ်ကျွတ်တစ်ချက်ကိုယူ၍အာယုံလက် သူဤသားတို့လက်၌ထိုရာတို့ကိုထားပြီးလင်ဒါရဖျားရှိတော်၌ခြီလွဲ၍ခြီလွဲသောပူဇော်တကံပြုရမည် ထိုရာတို့ကို သူတို့လက်မှခံယူ၍ဒါဝရဖျားရှိတော်တွင် မွေးကြိုင်သော အနံ့ဖြစ်စေခြင်းကရစ်ပလင်၌မိရှုရာရစ်အပေါ်မှာ ရှုရမည်ဒါဝရဖျားအားမိဖြင့်ပြုသော ပူဇော်တကံဖြစ်၏အာယုန်ဤအရာ၌ခံထားရာတိုးဤရင်ဘတ်ကိုယူ၍ဒါဝရဖျားရှိတော်၌ခြီလွဲသဖြင့်ခြီလွဲသော ပူဇော်တကံပြုပြီးမှတိုးဤရင်ဘတ်သည်တင်ဤအဖို့ ဖြစ်ရမည်ထို့သောအာယုန်နှင့်သားတို့၏အရာ၌ခန့်ထားရာတိုးတဲကခြီလွဲသော ပူဇော်တကပြု၍ခြီလွဲသော ရင်ပတ်ကို၎င်းခြီမြောက်သော ပူဇော်တကပြု၍ခြီမြောက်သော ပခုံးကို၎င်းတန့်ရှင်းစေပြီးမှထိုရင်ပတ်ပခုံးတို့သည်သာဝရပညာတော်တိုင်းဤဒေလာအမျိုးသားလှူသောအာယုန်၏အဖို့သူသားတို့အဖို့ဖြစ်ရမည်ဤဒေလာအမျိုးသား ပြုသောမေတ္တာဟာယရစ်သေးကထာဝရဖျားရှိတော်၌ခြီမြောက်၍ခြီမြောက်ရာပူဇော်တကာဖြစ်၏အငယ်29မှ39အာယုံဤတန်ရှင်းသောအဝတ်တစားကိုသူဤသားတို့သည်အမွေခံသဖြင့်စီလင်းချင်းမင်္ဂလာနှင့်ယေဘရဟိအရာ၌ခံထားသောအခါဝတ်ဆင်ရမည်အာယုံကိုစားယေဘရဟိလုတ်တော်သားသည့် တန်ရှင်းရာဌာန၌အမှုတော်ကိုဆောင်ခြင်းကပရိသတ်စည်းဝေးရာတဲတော်သို့ဝင်သောအခါခொနည်းရဲ့ပတ်လုံးဝတ်ဆင်ရမည်အရာ၌ခံထားရာတိုး၏အသားကိုယူ၍တန်ရှင်းရာဌာန၌ပြုတ်ပြီးမှအာယုန်နှင့်သူ၏သားတို့သည် ထိုအသားကို၎င်းတောင်းတဲ၌ရှိသော မုန်ကို၎င်းပရိသတ်စီဝေယတဲတော်တကားနာမှာစားရကြမည်သူတို့ကိုတန်ရှင်းစေ၍ အရာ၌ခံထားစေခြင်းဟာအပြစ်ဖြေရာမင်္ဂလာပြုခြင်းနှင့်ဆိုင်သော အရာတို့ကို သူတို့သည်စားရကြမည်ထိုအရာတို့သည်တန်ရှင်းသောကြောင့်မဆိုင်သောသူမစားရအရာ၌ခံထားရာနှင့်ဆိုင်သော အမဲသာဖြစ်စေမုန်ဖြစ်စေနာနဲ့တိုင်အောင်ကြံကျွင်းလင်ထိုအကျွင်းကို မီးရှို့ရမည်တန်ရှင်းသောကြောင့်အဘယ်သူမျှမစားရထိုတို့ငါပြည့်ညတ်သမျှတိုင်း အာယုန်နှင့်သူ၏သားတို့အားပြု၍ယေဘရဟိအရာ၌ခံထားခြင်းမင်္ဂလာကိုခொနည်းရပတ်လုံးဆောင်ရမည်ထိုမှတပါအပြစ်ဖြေခြင်းအလို့ငါနေတိုင်းနွားဒီတကောင်ကို ပူဇော်၍အပြစ်ဖြေရာရစ်ပြုရမည်ထိုတို့ရစ်ပလင်ဖို့အပြစ်ဖြေခြင်းကိုပြုပြီးမှပလင်ကိုစင်ကြယ်စေရမည်ထိုနောက်တန်ရှင်းစေခြင်းကစီနှင့်လိမ့်ရမည် ခொနည်းပလုံရစ်ပလင်မှုအပြစ်ဖြေခြင်းကိုပြု၍တန်ရှင်းစေပြီးမှအလွန်တန်ရှင်းသောရစ်ပလင်ဖြစ်၍ထိုပလင်နှင့်တွေ့သမျှသောအရာတို့သည်တန်ရှင်းသောအရာဖြစ်ရမည်အငယ်38မှ46ရစ်ပလင်ပေါ်မှာပူဇော်ရသောအရာဟုမူကားအခါမလဲသောတိုးတငယ်နှစ်ကောင်ကိုယူ၍နေတိုင်းအစင်မပြတ် နန်နေရန်၌တကောင်ညာဥရန်၌တကောင်ကို ပူဇော်ရမည်တိုးတငယ်တကောင်ကို ပူဇော်သောအခါတန်လွင်သည်ကို ထောင်း၍ရသောတန်လွင်စီသုံးလောကနှင့် ရောသောမုံညက်တောမဲကို၎င်းတွန်းလောင်းရာပူဇော်တကားမှုစပြည့်ရေသုံးလောကကို၎င်းတိုးတငယ်နှင့်အတူပူဇော်ရမည်အခြားသောတိုးတငယ်ကိုညာဥရန်၌ပူဇော်သောအခါနန်နေရန်၌ ဘောဇင်ပူဇော်တကာတွန်းလောင်းရာပူဇော်တကာပါတိနီတူပါလျက်သာဝရဖျားအားမိဖြင့်ဆက်ကပ်၍မွေးကြိုင်သော ပူဇော်တကာပြုရမည်ထို့သောတင်တို့တန်းစဉ်မြေဆက်တို့သည်တင်နှင့်ငါတွေ့၍နှုတ်ဆက်ရာအယက်သာဝရဖျားရှေ့တော်၌ပရိသတ်စည်းဝေးရာတဲတော်တကားနာမှအစင်မပြမိရှုသောရစ်ကိုပူဇော်ရကြမည် ထိုရက်၌ဣဒရလအမျိုးသားတို့နှင့်ငါတွေ့၍ငါဘုံတော်အဖျင်သူတို့ကိုတန်ရှင်းစေမည်ငါရှိ၌ယေဘရဟိအမှုကိုဆောင်စေခြင်းငါအာယုန်နှင့်သူ၏သားတို့ကို၎င်းပရိသတ်စည်းဝေးရာတဲတို့ကို၎င်းယေပလင်ကို၎င်းငါတန်ရှင်းစေမည်ဣဒရလအမျိုးသားတို့တွင်ငါနေ၍သူတို့၏ဖျားဖြစ်မည်ငါသည်သူတို့တွင်နေခြင်းငါသူတို့ကိုအဲဂုတ်ထုပြည်တဲ့ကား ကဲနှုတ်ဆောင်ယူခဲ့သောသူတို့၏ဘုရားသခင်သာရဘုရားဖြစ်ကြောင်းကို သူတို့သိကြလိမ့်မည်။ငါသည် သူတို့ဘုရားသခင်သာရဘုရားဖြစ်၏ဟုမောရှိအားမိန်တော်မူ၏။ဒီနေ့တော့ကျွန်တော်ပြန်ကြည့်ကြမယ်။ဟုတ်ပါ යි ။